မင်္ဂလာပါရှင်ချင်းမိတ်ဆွေတွေအားလုံးအတွက်ကိုအမြင့်တဲ့နှစ်စဉ်နှစ်တိုင်းမှာမြန်မာတက်ကရစ်ဟိုခုနှစ်ကိုပြောင်းသွားပြီဆိုရင်အဲ့တော့ဇင်မာကနေပြီးတော့အမြင့်တဲ့ဒီမဟာဘုန်းတဲ့ပတ်သက်တဲ့အဟောလေးတွေကိုအမြင့်တဲ့တင်ပေးလေးရှိပါတယ်အဲ့တော့အခုဒီနှစ်တစ်နှစ်တာမှာဗေဒီသားသမီးတွေကံကောင်းနေတာလေဗေဒီသားသမီးတွေဟာကံနေနေတာလေကံညက်နေတာလေဒါလေးတွေကိုလည်းပဲဇင်မာပြောပြချင်ပါတယ်ပြီးခဲ့တဲ့နှစ် ိုပါစောရမ်းမီးကိုအကြောင်းပြုတဲ့ရေးထိုးတဲ့ဒီတက်ကရက်ကကြတော့မြန်မာတက်ကရက်ဒီ1386ခုနဲ့အဲ့တော့အခုဒီဘက်ကကြတော့ဒီလာမယ့်ဒီနှစ်ဆန်းတရင်နေရာနေစပြီးတော့1380ခုပူပြောင်းတဲ့ကာလတခုရောက်ရှိပါပြီအဲ့တော့နှစ်တစ်နှစ်တောင်မှာတော့ဘာဟုတ်ကိုထူလိုက်တဲ့အခါမှာကျွန်မတို့ဒီလိုလေးရရှိပါတယ်အဲ့တော့သိတဲ့သူလည်းပါမယ်မသိတဲ့သူလည်းပါမယ်ဒါပေမဲ့ဆွမ်းရှင်းပြပါမယ်အဲ့တော့ဒီရဲ့နမိတ်ကလေးကဘယ်လိုလဲဆိုတော့မြန်မာတက်ကရက်1380ခု ခုနှစ်နဲ့စားလိုက်တဲ့အခါမှာတည်ကျွင်းနေပေါ့နော်အဲ့တော့တည်ကျွင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတည်ကျွင်းသည်ဘယ်နေရာမှာရှိလဲဆိုတော့ဘင်ကဆိုတဲ့နေရာလေးမှာရှိပါတယ်အဲ့တော့တည်ကျွင်းတဲ့အတွက်ကြောင့်မို့လို့ဘယ်ဟာကိုကိုစားပြုလဲဆိုရင်တနင်္ဂနွေကိုကိုစားပြုတယ်ပေါ့နော်အဲ့တော့တနင်္ဂနွေသားသမီးတွေဒီနှစ်တစ်နှစ်တာမှာဂယုဆိုင်ပါဘာပဲလုပ်လို့အမြင့်တဲ့တတိဝိရိယနဲ့လုပ်ကြိုင်ပါတနင်္ဂနွေသားသမီးတွေသည်အိုးအိမ်နဲ့ပတ်သက်တာအလုတ်ကြိုင်နဲ့ပတ်သက်တာ အကြီးကြီးနဲ့ပတ်သက်တာဒီလိုမျိုးကိစ္စတွေမှာလုံးဝကန်ရတာခက်ခဲစေတာမျိုးပြောရဆိုရတာခက်ခဲစေတာမျိုးစီမံခန့်ခွဲတဲ့အခါမှာခက်ခဲစေတာမျိုးဒါလေးကိုတွေ့ရပါတယ်နောက်တစ်ခုကဘာသာရေးအတိတ်ထံကောင်းကောင်းလုပ်ပြပါတနည်းကလေးသားသမီးတွေအနေနဲ့အမှုမဲ့အမှတ်မဲ့လုံးဝမနေသင့်ပါဘူးနှစ်တစ်တာကာလပတ်လုံးမှာကိုယ်ဒီဘာလေးပဲလုံလုံအလုံးနဲ့ပတ်သက်ပြီးတော့ကဲလူကြီးပိုင်းတာဝန်ထမ်းဆောင်နေတဲ့သူလားဒါမှမဟုတ်ကိုယ်ဒီအောက်လက်ကေးသားလား အဲ့တော့ကိုသည်နေရာတစ်ခုကိုတက်ဖို့အတွက်လှမ်းမိုးအတွက်ကိုပြင်ဆင်နေတဲ့သူလားကိုသည်နိုင်ငံရေးချားမှာအလုတ်ကင်သွားဖို့အတွက်ကိုရည်ရွယ်ချမ်းစီနေတဲ့သူလားအဲ့တော့တနင်္ဂနွေသားသမီးပါခဲ့တယ်ဆိုရင်မိမိအနေနဲ့ဘာသာတရားကိုလက်ကင်ထားပါအဲ့တော့ငါးပါးတိလာကို မြင်းအောင်နေပါမိမိအနေနဲ့မိမိရဲ့နှုတ်တီကြမ်းတမ်းတဲ့အမှုရာဘယ်တော့မှမပြောဆိုပါနဲ့အဲ့တော့မိမိရဲ့နှုတ်ကန်ကြီးမဖြစ်ပါဘူးကွာဒီအားနဲ့ပတ်သက်ပြီးငါတလောက်ကြိုးစားနေတာပဲ ကျိုးစားတလောက်လည်းအရာမတင်ပါဘူးကွာဆိုတော့ဒီလိုမျိုးစကားမျိုးတွေကိုလုံးဝမပြောမိပါစေနဲ့အဲ့တော့ဖြစ်ကိုဖြစ်ရမယ်တကယ်လည်းကျိုးစားနေတယ်လုံလဲလုံနေတယ်ကြိုင်လဲကြိုင်နေတယ်ဒီလိုမျိုးလေးတွေကိုအမြဲတမ်းထည့်ပြီးတော့မှတွေးပါဒါတနင်္ဂနွေသားသမီးကိုကိုးစားပြုပြီးဆရာမပြောတာပါနောက်တစ်ခုကကြတော့ဘာညံ့လေးဆိုတော့ ဒီနှစ်မှာအတားစားတာတင်ဗုဒ္ဓဟူသားသမီးအဲ့တော့ဒီနှစ်ရဲ့အညံ့ဟာလည်းပဲဗုဒ္ဓဟူသားသမီးတယောက်လည်းအပါဝင်ရှိတယ်အဲ့တော့ဗုဒ္ဓဟူသားသမီးတွေတကယ်ပါဝင်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဟူသားသမီးအများစုသည်ဘာသာတရားမြင်းမြန်တဲ့သူ ြောက်เสียမလိုပါအဲ့တော့မိမိအနေနဲ့ဘာသာတရားလေးမြင်းမြန်နေတယ်။ကောင်းသောစကားတွေကိုပြောဆိုတယ်။ကောင်းတဲ့အလုပ်တွေကိုအမြဲတမ်းလုပ်တယ်။အဲ့တော့ကိုကကောင်းတဲ့အလုပ်တွေကိုပုံမှန်လုပ်နေတဲ့တန်းနဲ့မိမိတီ၅ပါးသီလထဲမှာတပါးပါးနဲ့ညီဆိုးပြီးလုပ်ရတဲ့အလုပ်တွေတချို့ပါကောင်းပါတယ်ပဲ။အဲ့ဒီလိုပါလာပြီဆိုရင်လည်းကိုဘက်ကနေပြီးတော့အလုပ်ကိုအလုပ်လိုပဲလုပ်တယ်။တို့ပေမဲ့ကိုယ့်ရဲ့ဟန်ပန်အမှုရာတွေဒီအလုပ်ရဲ့အပြင်ပောက်ကိုရောက်သွားပြီးဆိုတာနေဘာသာတရားမြင်းမြန်ချင်း ဲ့တော့နှုတ်ဤကြမ်းတမ်းခြင်းကိုရှောင်ကြဉ်ခြင်းနောက်ပူပြောဆိုတဲ့အခါမှာလည်းပဲကောင်းသောနမိတ်စကားတွေကိုပြောဆိုခြင်းဒါလေးကိုလက်ကင်ထားပေးပါအဲ့တော့ဗုဒ္ဓဘုရားသမီးတွေအတာဆားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဇမပတိတုံးကလည်းပဲတင်ခဲ့ပြီးသွားပြီအဘဘိုးတရားမင်းကြီးကိုငှပြောသည်မဲ့မဲ့ပြောပြောဆယ်လုံးအခွန်နွားပြီးတော့ပကံများထဲမှာထည့်ပါပြီးရင်တရား15ကျက်သာဖြူပါ ပြီးရင်တကြားစမပုံတော့အဲ့မှာမေးကြတယ်ပေါ့နော်ဆရာမကြီးတကြားစမပုံတော့မရှိရင်ဘယ်လိုလုပ်ရမလဲဆရာမရဲ့ Viber ကို highlight ပါ highlight ရင်ဆရာမတကြားစမပုံတော့လေးကိုပို့ပေးပါမယ်ရန်ကုန်မှာရှိနေတဲ့ချင်းမိတ်ဆွေတွေကကြတော့ဆရာမစီကိုလာယူလို့ရပါတယ်အဲ့တော့ဆရာမကြီးကျမတို့ကအကျိုးနေ့ကိုဆရာမပြောထားတယ်အကျိုးနေ့လုပ်ဖို့အတွက်ပြောထားတယ်အဲ့တော့အကျိုးနေ့လေလုပ်ပါအကျိုးနဲ့မမီတဲ့သူကအတက်နေကိုလောက်ပါအဲ့တော့အတက်နေတောင်မှမမီတဲ့သူကကြတော့ ဒီတနှစ်တာကာလပတ်လုံးမှာတနင်္ဂနွေနေ့နဲ့တောက်ကြနေ့ကိုအဘဘိုးတရားမင်းကို မနက်9:00အဲ့ဒါကျတော့တနှစ်တာကာလပတ်လုံးမှာမနက်9:00မှာတနင်္ဂနွေနေ့နဲ့တောက်ကြနေ့ကိုအဘမင်းတွေကပြောခဲ့တဲ့အတိုင်းလေးပဲအဲ့ဒီတရားစမပွဲကိုဒဇက်မရဲ့အပြင်ဘက်မှာအဘဘိုးတရားမင်းကြီးကိုကြိုဆိုပြီးတော့မှလှူပြီးတော့မှကိုဖြစ်ချင်တဲ့အရာကိုဆုတောင်းပါအဲ့ဒါနှစ်တနှစ်တာလုံးအတွက်ကိုလုတ်စီခြင်းတဲ့အရာလေးကိုဆရာမပြောပြတာပေါ့နော်။နောက်တစ်ခုကကြတော့အဘဘိုးတရားမင်းကိုကတ်လူပေးတဲ့အခါမှာဘယ်အချိန်စွန့်ရမလဲ မဟုတ်ဘူးဖျောင်းနိုင်ကုံသွားပြီဆိုတာနေအဲ့တော့နေဝင်းမှာရှိနေတဲ့သူတွေကဆမကြီးလှုပ်ချင်တယ်ဒါပေမဲ့တရားဆမပုံတော့ကလည်းပဲတကြံမျိုးမှာပိတ်တဲ့သူတွေရှိတဲ့အတွက်ကြောင့်မလို့ဟိုပရင်ထုတ်လို့လည်းမရဘူးမိတ်တကူးလို့လည်းမရဘူးအဲ့လိုမျိုးချင်းမိတ်ဆွေတွေကကြတော့တရားဆမပုံတော်တော့မပါသွားဘူးဒါပေမဲ့ဖျောင်းနိုင်အလုတ်ကလေးတစ်တိုင်ကိုငှပြောသေးတယ်မှာစိုက်ပြီးတော့ဒီတိုင်းပဲငှပြောသေးနဲ့တရားဆန်ငါးချက်သားကိုဒီအခွန်ထွားပြီးတော့မှအဘမိုးတရားမင်းကို အကျိုးအိုးရဲ့ဘေးမှာလှူဒန်းခြင်းဖြင့်လည်းရရှိပါတယ်ဒါလေးလည်းဆရာမပြောဖို့မတည့်ရမိသွားလို့တခါလေးထည့်ပြီးတော့ပြောခြင်းပဲဖြစ်ပါတယ်အဲ့တော့အခုလိုအဘဘိုးတကြားမင်းကိုတရားတိုင်တယ်ပြီးတော့မှကိုယ့်ရဲ့အလုပ်ကိန်းကိစ္စကိုယ့်ရဲ့ငွေကြေးကိစ္စနောက်ကိုယ့်ရဲ့ဒီအခက်အခဲဖြစ်နေတဲ့ကိစ္စအဝဝတွေကိုဆူတောင်းတိုင်တယ်လိုက်မယ်ဆိုရင်လည်းပဲတနည်းအားဖြင့်ကံဒီပူကောင်းစေတယ်နော်တနည်းအားဖြင့်ငွေကြီးနဲ့ပတ်သက်တာတွေပွင့်လန်းစေတယ် တနည်းအားဖြင့်ဘေးဥပတ်အန္တရာယ်တွေကိုပြင်ဝေးစေပါတယ်အဲ့တော့မိမိဘက်ကကံညာဝရိယသုံးခုစုံလိုက်တယ်ဆိုရင်တော့အရာအားလုံးကအဆင်ပြေသွားတယ်ပေါ့နော်အဲ့တော့ကံအထောက်ပံ့ပြည့်စုံကိုဆရာမဒါလေးကိုလာပြီးတော့ပြောပြတာပါအဲ့တော့ဗုဒ္ဓဟူသားသမီးတွေအတာစားတယ်ဆိုပြီးတော့တချို့နည်းနည်းလေးကြောက်ကြတယ်ပေါ့နော်ကြောက်စရာမလိုပါအတာစားတယ်သူကအတက်နေကိုအတာစားတယ်လို့ပြောတယ်အတက်နေကဗုဒ္ဓဟူနေဖြစ်တဲ့အတွက်ကြောင့်မို့လို့အတက်နေဒါဒီနေ့နောက်နေ့ဆိုလို့ချင်တယ်ဒီလိုပဲနောက်နေ့မှာအတက်နေကဘာနေကြလဲအဲ့ဒီနေကြတဲ့သူဒီအဲ့ဒါအတာစားတာပဲ တော့အဲ့အတားစားခြင်းအတွက်ကြောင့်မို့လို့တက်တက်နေဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြင်နဲ့အတက်ပတ်မှာပဲရှိနေတယ်အဲ့တော့မဟုတ်တာမှန်မှန်တာမပြောဘူးမလုပ်ဘူးဒီလိုလူမျိုးတွေပို့ပြီးတော့မှပိုတက်သွားတယ်ပိုအောင်မြင်သွားတယ်ပို့ပြီးတော့ထင်ပေါ်သွားတယ်ပို့ပြီးကြော်ကြားသွားတယ်အဲ့နမိတ်ကလေးကိုစိုးနေတာတော့မှပြန်ပြီးတော့ကောင်းသွားတာနော်အဲ့ဒါလေးကိုကျွန်မပြောချင်ပါတယ်နောက်တစ်ခုကကြတော့သူကအထုံးမှာစနေရှိတဲ့အတွက်ကြောင့်မို့လို့စနေသားသမီးတွေအင်မတန်မှကံကောင်းပါတယ်စနေသားသမီးတွေဒီတစ်နှစ်တာကာလပတ်လုံး ။သွားလီယာနေရာမှာမျက်နှာပွက်လန်းနေ။ရောက်တဲ့နေရာမှာလူချစ်လူခင်အရန်ပေါ်တယ်။နောက်ပြောဆိုတဲ့စကားတိုင်းမှာလေးနက်မှုရှိပြီးတော့မှကိုယ်လူတွေကလေးစားတာ၊ယုံကြည်တာ၊အထင်ကြီးတာဒါလေးတွေကိုပိုင်ဆိုင်စေမှာပဲဖြစ်တယ်။ဒါစရိသားသမီးအင်တန်မှကံကောင်းနေပါတယ်။နောက်တစ်ခုကံကောင်းတာကအင်္ဂါသားသမီးတွေ အင်္ဂါသားသမီးတွေအရန်ကိုကန်ကောင်းပါလေဘာသာတရားကိုနှုတ်ကနေရပုံမှန်လုတ်ကြိုက်နေတဲ့သူဆိုရင်ဘယ်ဟာပို့ပြီးတိုးပွားစေလဲဆိုတော့စီးစိန်ဥစ္စာတိုးပွားစေတဲ့ထင်ပါပါတယ်ဘာသာတရားအားနေတဲ့သူကကြတော့ကိုရှာတဲ့အရာကိုရှာတဲ့သလောက်ရှာတယ်အကျုံးမြတ်ရတဲ့သလောက်ရတယ်ဒါပေမဲ့မမြဲဘူးအဲ့တော့ ဘာသာတရားလက်ကင်ထားတဲ့သူကကြတော့ဘာသာတရားအင်မတန်လွတ်ကင်တဲ့သူကကြတော့ဒီနေ့ရှာဖွေတဲ့အကျိုးစီးပွားသည်ငြင်းမြန်တဲ့တက်ကိုရရှိစေသည်ဒါအင်္ဂါသားသမီးနောက်တစ်ခုကကြတော့တောက်ကြသားသမီးတောက်ကြသားသမီးတွေအယံကံကောင်းပါတယ်တောက်ကြသားသမီးတွေကိုကအခုလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုရင်လည်းတောက်ကြသားသမီးတွေဟာဒီနေ့ထဲမှာအရာရာပေါ်လွင်စေတယ်ပြီးတော့တောက်ကြသားသမီးတွေစကားပြောလိုက်တဲ့အခါမှာတစ်ဖက်ကနှဲ့လို့ပွေရှိတယ် အဲ့အဲ့ဒီသူပြောလိုက်တဲ့ဒီတောက်ချသားတပီပြောလိုက်ပြီဆိုရင်စကားလေးကဆွဲဆောင်မှုရှိတယ်အကြည့်တဲ့အရေးရှိတယ်ရုပ်ရည်ပိုင်းရောနောက်ပြောဒီနှုတ်ပိုင်းလေးရောအမြဲတမ်းဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခုရှိနေတယ်ထင်ပါပါတယ်တောက်ချသားတပီလည်းအင်မတန်မှကံကောင်းပါတယ်တခုတော့ရှိတာပေါ့တောက်ချသားတပီအမားမခံပဲအရာလေးကပါလဲဆိုတော့ तू ကငါးပါးတိလာနေမှာဒီတောက်တန်စားတာတခုလုံးလိုက်ပြီးဆိုတာနဲ့အဲ့တောက်ချသားတပီကပြင်းပြင်းထန်ထန်အထိနာတက်တယ် အဲ့ဒါလေးကိုဂယုစိတ်စေချင်တယ်အဲ့တော့ဒီငါးမသီလာအားလုံးကောင်းနေတော့အဲ့တော့တခါတလေမှမူသားမပါလင်ငါမချောဆိုပြီးတော့ပြောရတာလေးတွေရှိတယ်အဲ့ဒါလေးလည်းမသိအရင်အပြစ်မကြီးသေးဘူးအဲ့မှာသူဒီသူရံပေတာရပေါ့နော်တောက်တန်စားတာမှာနည်းနည်းအလုံးအကျုံဖြစ်သွားပြီဆိုတော့ ਨੇ တေချာပေါ့အထိနာမဲ့တယ်မှာပါတယ်အဲ့ဒါလေးကိုဂယုစိတ်စေချင်တယ်နောက်တစ်ခုကောင်းတာလေးကဂျာတာပရိဂျာတာပရိတာသမီးတွေအင်တန်မှကံကောင်းနေအဲ့တော့အထင်ကြီးအရင်ဖြစ်တယ် ရောက်တဲ့နေရာတိုင်းမှာပေါ်လွေစီတဲ့တက်ရှိတယ်။နောက်ကြပါပြီသားသမီးတွေအရင်တော့ဆိုရင်မျက်မုံသူများတကာတွေကမျက်မုံကျိုးတယ်။သူများတကာတွေကအတိုက်ခက်အရန်လုပ်တယ်။သူများတကာတွေကဘာလေးပြောလိုက်ပြောလိုက်ကိုပြောလိုက်တဲ့အာဆိုလို့ချင်းအမြင်နဲ့အဖြတ်ဘက်ကနေပြီးတော့တွေးတယ်။အဲ့လိုလူမျိုးတွေကအစဟာဒီကြပါပြီသားသမီးကအင်မတန်မှစိတ်ထားပြူစင်လိုက်တာအင်မတန်မှကံကောင်းလိုက်တာအင်မတန်မှသူ့ကိုကြည့်လိုက်တဲ့အခါမှာလူတွေကလေးစားမှုရှိလိုက်တာ။ အဒါလေးတွေကိုယုံကြည်လေးစားမှုတွေကိုခံရတယ်အများရဲ့ကြည်ညိုခြင်းအများရဲ့ယုံကြည်အားကိုးခြင်းအများရဲ့လေးစားခြင်းကို ရရှိပိုင်ဆိုင်စေမယ့်ကြံစည်ပေးလို့တွေ့ရပါတယ်အဲ့တော့နောက်တစ်ခုညံ့တဲ့တစ်ခုကြံသေးတယ်အဲ့ညံ့တာလေးကဘာလို့လဲဆိုတော့တနင်္လာသားသမီးတွေပါအဲ့တော့တနင်္လာသားသမီးတွေဘာတွေညံ့လဲဆိုတော့ကျန်းမာရေးညံ့တယ်တနင်္လာသားသမီးတွေအမြဲတမ်းသွားတယ်လာတဲ့နေရာမှာတချို့ဆိုလို့ချင်းနေထိုင် ဒီခြေခောက်လဲတာနေထိုင်သွိုင်းလိုက်အတဲ့အစင်းဒီမှာအခြေချော်ကြတာရုတ်တရက်ဖြစ်စီတဲ့အန္တရာယ်တွေတင်းလာသားသမီးတွေအထူးပြုဆိုင်ပေးပါနောက်ပြီးတော့တင်းလာသားသမီးအများစုဒီနှစ်တစ်နှစ်တာကာလပတ်လုံးလေးမှာမိမိအနေနဲ့ပိုထိန်ရမယ့်အရာလေးတွေကိုထိန်ပါအဲ့တော့တချို့ဆိုလို့ချင်းရင်ပိုသည်ငွေကြီးကိစ္စတွေအလုပ်လုပ်တယ်အဲ့ဒီငွေနဲ့ပတ်သက်ပြီးငွေကောင်းကွဲစီတဲ့အရာလေးတွေတွေ့ရတယ်တင်းလာသားသမီးဒီနှစ်တစ်နှစ်တာကာလပတ်လုံးမှာငွေကောင်းကွဲခြင်းရင်းနှီးမြှုပ်နှံတဲ့အရာလေးတွေ 有多少钱？要么保险是不让对眼的。